ရွှေသားသိန်းရွှေသားငိမ့်ဖရာမမွေဝဲစားလူကြောင့်ပြောခြင်းပါနဲ့မင်္ဂလာတော်မျိုးနီးလဲကုမျိုးနဲ့ဘာလာဆိုတဲ့ကြေးရွာလေးမှာဇေကဝါဝုန်းထိန်နာမှာရှေဟောင်းဆယ်စုတမိုင်းဝင်ဖရာတို့ရှိတယ်ဗျရွှေသားသိန်းရွှေသားငိမ့်ဖညာတဲ့အဲ့ဖရာလူတွေသိမသိပါဘူးဖရာတမိုင်းကလည်းရွှေတကုံဖရာဓာရိတ်ကဥက္ကလာပါမင်းကြီးနဲ့ဆက်ဆက်နေပါလေမင်းကြီးမှာသားတော်နှစ်ပါးရှိတဲ့အနမင်းကြီးကွယ်လွန်တော့ သားတော်ကြီးကထိနှံသိမ်းပြီးသာသနာကိုမဆောင်ရှောက်တိုင်းသူပြည်သားတွေကိုလည်းမကြည့်ရှုပျော်ကျူးနေတဲ့အတွက်သားတော်ငယ်ကရခင်မင်းပါလာချောင်းအခုဘားလာရွာနီမှာဓာတ်ဝမေးဆိုင်ပြီးသစ္စာပြုပါတဲ့ငါသည်သာသနာကိုဆောင်ရှောက်မိမင်းမင်းကျင့်တရားစေပါတဲ့ပြုကျင့်နိုင်တဲ့မင်းအမှန်ဖြစ်ပါကထီးနှံကိုသိမ့်ပိုက်နိုင်ရပါလို့ဤဤသစ္စာမှတ်ကံပါကဤဓာတ်သည်ငြိမ့်ပြ ရင်းပြပါစေတာတဲ့ဒီလိုသစ္စာပြုတော့ဓာတ်ငိမ့်ပြပြီးပြတဲ့အတွက်တိဟဒီပါမင်သာဟာမဏိဒီပကျွန်းလို့ခေါ်တဲ့တန်လျင် ရွှေနန်းတော်ကိုလှုပ်ကြံအောင်မြင်လို့သူသစ္စာပြုဟာရွှေဓာတ်ငိမ့်ပြနေရာကိုဖျားတိခဲ့ပါလေရှိတကုံဖျားပါဝင်ရှီဟောင်းဆယ်စုတမိုင်းဝင်ဖျားတချို့စံစာတွေမှာစက်တစုတမိုင်းဝင်ဖျားဖြစ်ပါလေဒါဟာရွှေဓာတ်သိန်းရွှေဓာတ်ငိမ့်ဖျားတမိုင်းကြောက်စာပါဖျားတမိုင်းခြင်းပါ အခုခါဒူတင်ကျင့်စရာတော့ဥဝိစိတစာရမထိမ့်သိမ်းသောသနာပြုနေပါလေတနေ့တော့ခါပေါ်စရာတော့အိမ်မက်မက်ပါလေတဲ့မော်ဘီမှာရှိတဲ့စစ်တပ်တွေမှာတဲ့စပကြီးမွေကြီးသုံးကောင်ဖမ်းမိပြီးနှစ်ကောင်ကိုစစ်သားတွေကသတ်စားလိုက်တယ်တဲ့အငယ်ဆုံးမွေကတော့ဆရာတော်ကိုလာရောက်ကယ်ဆယ်ပေးပါဆိုပြီးအိမ်မက်ပေးတောင်းပန်ပါလေနေရာလေးစာတိကျပေးအိမ်မက်ကိုတုံးညတနင်္လာပြီးတော့ဆရာတော်လည်း လုံးဝမနေသားတော့ပဲအဲ့ဒီလိမ့်စာပါစစ်တပ်ကိုသွားဆုံစမ်းပါလေသွားဆုံစမ်းတော့အိမ်မက်အတိုင်းမှန်ကန်နေတာတွေ့ရပါတယ်ထူးဆန်းပြီးသွားဒါနဲ့စစ်တပ်ကလည်းမေးတာပေါ့ဆရာတော်ဘလို့သိလဲဆိုတော့အိမ်မက်ရန်ဆိုတော့နောက်ဆုံးတော့စပကြီးမွေကြီးကိုဆရာတော်ဝင်လိုက်ပါလေဆရာတော်လည်းအကြောင်းပေါ်မှာပဲမွေးမြူထားလိုက်ပါလေငါးနှစ်ကြာမှအဲ့ဒီမွေကြီးကဆရာတော်ကိုအိမ်မက်ပြီးပြန်ပါလေတူးတဲ့ လူဘဝပြောင်းပြီးသာသနာပြုမဲ့အချိန်ရောက်ပါတဲ့အတွက်သူ့ကိုလူဘဝဝင်စားဖို့မင်္ဂလာတော်မြို့နယ်ရွှေနသာကြီးရွာမှာနေထိုင်တဲ့ဆိုင်ကယ်ကယ်ရီမောင်းတဲ့ကိုဖိုးလုံးမပုံပုံတို့ကိုအင်္ဂလိပ်စာတီးကြပေးလူဝင်စားခွင့်ပြုဖို့ဆိုပြီးတောင်းပန်ခိုင်းပါတယ်ဆရာတော်ရဲ့အဲ့ဒီလင်မယားကိုတွားရောက်ခေါ်စီပြီးခွင့်ပြုနိုင်မပြုနိုင်မေးတော့လူလလောက်ခွင့်ပြုခဲ့တော့အဲ့ဒီလင်မယားပြန်ပြီးနှစ်ရက်ကြာမှာပဲမွေကြီးကအကြောင်းအရာမမေ့ရမှရှိပဲတည်သွားပါတယ်ဒီမွေဝင်စား တငယ်လေးမောင်စွန်းထနိုင်စကားပြောတဲ့ရွယ်ရောက်တဲ့ခါသူ့ဖခင်ကိုအဖေးတဲ့ဇေနာကိုမြင့်အိမ်မှာကြောက်ပြာရောင်တလုံးသိမ်းထတာကြာပြီတဲ့အဖေးပတ်စံ2000ပေးလိုက်သူရောင်းလိုက်မယ်တဲ့ပြီးရင်ဝါလက်ကရွှေစံသွားရောက်အဖေးကိုလေးသိမ်းပေးလိုက်မယ်တဲ့သူ့ဖေလည်းတော်တော်လေးကိုထူးဆန်းသွားပါတယ်မယုံရဲ့ယုံရဲ့ပေါ့လေဒါနဲ့ခဏခဏခလေးရပြောနေတော့အေးလေးငါသွားပြောကြည့်မယ် ဟုတ်ရင်လည်းဟုတ်ဖို့မဟုတ်ရင်လည်းအရင်ပဲဆိုပြီးတော့ပြောတဲ့အတိုင်းသွားပါတယ်။ကိုမင်းကြီးခမားကြီးမှာကြောက်ပြတလုံးရှိတယ်ဆိုဟင်ဘလို့သိလဲဗျ။ကျွန်တော်အဲ့ဒီကြောက်လေးဝယ်ခြင်းလို့ဗျ။ခမားဘလောက်နဲ့ရောင်းမလဲ။ကိုမင်းကလည်းချင်းချင်းပဲ2000ပေးရင်ရောင်းမယ်တဲ့။ဒါနဲ့သူလည်းဝယ်လိုက်ပါတယ်။အရောက်ဝယ်ဖြစ်တယ်ဗောဗျာ။ဒါနဲ့ပဲ အဲ့ဒီမှာအဲ့ဒီ bridge ကြောက်ကို2000နဲ့ပေးဝယ်ပြီးတော့ wireless ကရွှေစင်မှာတွားရောက်တော့၄သိန်းတော့ရတယ်ဗျာသူသားပြောတဲ့အတိုင်းဓာတ်ထိကွက်တီမှန်ရောနောက်လဲခလေးကဟိုဝယ်ခိုင်းဒီရောက်ခိုင်းတဲ့ကြောက်နားမလဲတဲ့ကိသမားလေးကအကြောက်ရောင်းဝယ်နဲ့ကြီးပွားချမ်းသာလာပါလိမ့်ဒီတော့မောင်စွမ်းထနိုင်ရာသူ့ကျေးဇူးရှင်ဆရာတော်ကြောင့်မှာသူ့နဲ့မယ်နဲ့ဖះသုံးစုចောင်းဆောင်ကြီးစောက်လုပ်လှူဒန်းပေးခြင်းပြီးเจ้ามาตัตนาปุอลุฤเลิกฉินเลยรู้สึกว่าเลยตู้ยินบัวก็มวยจี้ยุทธุเนี่ย အဆောင်တစ်ခုဆောက်လုပ်ပေးပါလို့တောင်းဆိုပြီးသူ့ကိုလာရောက်နှုတ်တိုက်သူတွေကိုသာသနာပြုနိုင်ဖို့ဆုတောင်းပြီးလောက်ကိုင်းနေတိုးတက်ချမ်းသာအောင်ကူညီခြင်းကြောင်းပြောလို့သူ့သားဆန္ဒကိုမိဘနှစ်ပါးကအကုန်တစ်ခုမကြံလှူဒန်းပေးခဲ့ပါတယ်ထူးခြားမှုကတော့လူတော်များပြောရမယ်ဆိုရင်တော့မိတ်ဆွေတွေလက်တွေ့ဖြစ်တာကမွေးရုပ်ထုကိုနှုတ်ကပ်ပြီးဆုတောင်းနေစေထိုင်ရမထခင်မှာပဲထူးထူးဆန်းဆန်းခွက်ထဲကနှုတ်တွေပျောက်ကုန်တာပါပဲ။ တချို့ကတော့ note ခွက်ထဲမှာပန်းတွေထည့်ခဲ့ပေမဲ့ note ပဲမရှိတော့တာပါပန်းတွေကတော့ဒီတိုင်းကျန်နေပါလေတိုက်ပတ်နေရစဉ်းစားမရတာလူတော်များများကြုံတွေ့ရပါတယ်ထူးဆန်းပါလေဒါဟာပြောရမယ်ဆိုရင်တော့ဘာသာတရားထပ်ပို့ပြီးအလေးနဲ့ထားစရာမဟုတ်ပေမဲ့ထူးခြားဖြစ်စေတခုပေါ့ဗျာနောက်ပြီးတော့ရွှေသားသိန်းရွှေသားငင်းဖျားပထမထပ်မှာဆူတောင်းလုံပြည့်တယ်လို့ပြောတဲ့ဗရံများမျက်ရှင်ဖျားတဲ့ဆိုတဲ့လူများစည်းကပ်ကိုကိုယ်ကြပါတယ် ကျောက်ဆယ်ရွှေသိမ်းတော်ကဲ့သို့လူရစုတစ်ခုပဲတောင်းရပြီးပြည့်ခဲ့ရင် ပွဲလာပေးရပါတယ်။တောတဲ့ကဖျားဆိုပေမဲ့အကြောင်းသိလို့လာတဲ့ကားတွေဖျားဖို့တွေလုံးဝမပြတ်ပါဘူး။တောတဲ့ဆိုပေမဲ့ရန်ကုန်နဲ့မွေးပါဘူး။အောင်မင်္ဂလာဝေးပြေးမိပွင့်ကလည်းဇေကွာဝန်းထဲကခီးပင်လမ်းတိုင်းစင်ဖုံရွာကျော်ပြီးလမ်းဆုံးရင်အမခွနှစ်လမ်းဘယ်ဘက်ကိုဆံမောင်းရင်9မိနစ်လောက်ဆိုရင်ဖျားဆိုင်ဘုတ်မအူကြီးကို တွေ့ရင်ဝင်လိုက်ပါ။အထဲကိုကွန်ကရစ်ကားလမ်းတိုင်းသုံးဖက်လုံးဆိုရောက်ပါပြီ။ အင်းငိမ်းချမ်းသာတဲ့တိတ်ဆိတ်ရာနိုင်ပါရီတရားထိုင်လို့ရတဲ့နေရာဖြစ်တယ်လို့ရေပြာအိုင်နဲ့ကြာနီတွေပေါက်ရောက်ရာငကယုံဖျားနဲ့ရွှေစီတီငွေစီတီတခြားဖျားတွေနဲ့တူရှီဟောင်းအုတ်တိုင်းအုတ်ချက်ကြီးတွေနဲ့ရှီဟောင်းသိမ့်လည်းရှိပါတယ်။ဒါကမေးထားတဲ့သူတွေအတွက်ဓမ္မဒါနာလမ်းညွှန်ဖြစ်တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။